တချို့မျိုးသမီးတွေကလေသူတို့ရဲ့ဘဝမှာလူစင်နာတွေအားလုံးကိုရှာနေတတ်တယ်။ချစ်ချင်းမေတ္တာနဲ့ပတ်သက်ရမယ်ဖြစ်ဖြစ်အခွင့်အရေးတစ်ခုခုရှိလို့ရှင်ပြန်ရပြီဆိုရင်ပဲဖြစ်ဖြစ်အောင်မြင်မှုတွေရရှိအောင်ကြိုးစားရပြီဆိုရင်ပဲဖြစ်ဖြစ်ဘဝကြီးကသူတို့အတွက်တော့အမြဲတမ်းကိုလွယ်ကူချုံးမွေးနေတယ်လို့ပဲ။ဒါကသူတို့တွေကံကောင်းနေလို့မဟုတ်ပါဘူးနော်။သူတို့ကဘဝမှာဒီလိုပုံစံတိုင်းပဲရှင်သန်နေတတ်လို့ပါ။လူစင်နာအားလုံးကိုရှာနေတဲ့အမျိုးသမီးတွေမှာတွေ့ရတဲ့အလေးအကျင့်စေကူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1သူတို့ကအရာအားလုံးကိုလက်ခံနေတတ်တဲ့သူတွေမဟုတ်ပါ ါဘူးသူတို့ကသူတို့ရဲ့အချိန်တွေရဲ့သူတို့ရဲ့ခွန်အားတွေကိုအမြဲတမ်းကာကွယ်ထားရပါတယ်တခုခုကိုလက်မခံခင်မှာသူတို့ကဒီအရာတခုကိုငါတို့တကယ်လုပ်ချင်တာဟုတ်ရဲ့လားလို့မြည်တတ်ပါတယ်တခုခုကိုညှင်းပယ်လိုက်ပြီဆိုလို့ရှိရင်သူ့ထက်ပိုကောင်းတဲ့အရာတခုဘဝတွေကိုရောက်ရှိလာမှာပါအရာအလုံးကိုလက်ခံနေရတဲ့ဆိုရယ်သူကသူ့ရဲ့ဘဝမှာခက်ခဲတွေရှိနေလို့ပါဒီဟာကိုမှလက်မခံလို့ရှိရင်နောက်ထပ်ဘာမှထပ်ပြီးရတော့မှာမဟုတ်လို့သူကလက်ခံရတဲ့ဆိုရယ်သဘောပါညှင်းပယ်လိုက်ပြီဆိုလို့ရှိရင်နောက်ထပ်ဆန်းစားတွေရှိနေလို့ညှင်းပယ်နိုင်တဲ့ဆိုရယ်သဘောပါပဲ သူတို့တွေကငါကဘာလို့မရရမှာလဲဆိုတဲ့အတွေ့အမျိုးမြေတမ်းတွေ့ရကြပါတယ်။အောင်မြင်မှုဆိုတဲ့အရာကတခြားသူတွေ့လို့သူတို့ကဘယ်တော့မှယုံကြည်မထားပါဘူး။ငါဘာလို့မရနိုင်ရမှာလဲဆိုတဲ့အတွေ့အမျိုးပဲသူတို့ရဲ့စိတ်ထဲမှာရှိပါတယ်။ဒီလိုစိတ်ထားကအရှာအလုံးကိုပြောင်းလဲနိုင်ပါတယ်။ သူတို့ရဲ့ဦးနှောက်ကလူစင်နာကိုရှောင်းအောင်ယူဖို့အတွက်အပြေရှာနေတာမျိုးပဲရှိပါတယ်။ဘယ်တော့မှအကြောင်းပြချက်မပေးတတ်ပါဘူးနော်။နံပါတ်3သူတို့တွေကမတီးဘူးဆိုတဲ့နေရာမှာပဲဘယ်တော့မှဇက်တက်မသွားတတ်ပါဘူး။မတီးချာမရချင်းနေတဲ့ဂျုံလာတဲ့အခါမှာသူတို့တွေကဇက်တက်မသွားဘဲနဲ့ငါ့ကိုဘသူဘာကူညီနိုင်မလဲ။နောက်တစ်ဆင့်ကဘာဆက်ပြီးလုပ်ရမလဲဆိုပြီးတော့ပဲအမြဲတမ်းအပြေရှာနေတတ်ပါတယ်။နံပါတ်4သူတို့တွေကလူစင်တဲ့အရာကိုရှောင်းအောင်တောင်းတတ်ပါတယ်။အရန်ရှင်းပြတာမျိုးတောင်းပန်တာမျိုးဘယ်တော့မှမလုပ်တတ်ပါဘူး။သူတို့လူစင်တဲ့အရာကိုရင်ရင်ကြည်ကြည်ယုံကြည်ချက်ရှိရှိနဲ့မရရအောင်တောင်းဆိုတတ်ပါတယ်။ ်သူတို့တွေကခွင့်ရေးကိုမရရအောင်ဖန်တီးတတ်တဲ့သူတွေပါ ။နံပါတ်5အတိတ်နမိတ်ကောင်းတဲ့စကားမျိုးပဲမြဲပြောတတ်ပါတယ်။ငါမှပတ်စံတွေပြတ်နေပြီဆိုတဲ့စကားမျိုးဘာလို့လို့အဆင်မပြေပါဘူးဆိုတဲ့စကားမျိုးသူတို့ပါစက်ကဘယ်တော့မှမပြောတတ်ပါဘူး။သူတို့တွေကလူစင်တဲ့အရာကိုအများကြီးရှိနေရဲဆိုတဲ့ပုံစံမျိုးနဲ့ပဲပြောတတ်ပါတယ်။စကားလုံးတွေကခွန်အားတွေရှိပါတယ်နော်။အရာအလုံးပိုင်ဆိုင်ထားတဲ့အမျိုးသမီးတွေကစကားလုံးတွေရဲ့ခွန်အားကိုဉာဏ်ပညာရှိရှိနဲ့အသုံးချနိုင်တဲ့သူတွေပါ။နံပါတ်6သူတို့တွေကအရာအလုံးကိုပိုင်ဆိုင်ထားတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပဲလှုပ်ရှားသွားလာနေတတ်ပါတယ်။သူတို့ရဲ့ခေါင်းပေါ်မှာတရဖူတစ်ခုကိုစောင်းထားတယ်လို့ ိုးသူတို့စိတ်ထဲမှာအမြဲတမ်းကြွေနေတတ်ပါတယ်ဒီအတွေးကသူတို့ရဲ့လှုပ်ရှားသွားလာပုံတွေယုံကြည်ချက်ရှိရာတွေခွန်အားရှိရာတွေကိုဖြစ်စေပါတယ်နေရာတစ်ခုကိုရောက်သွားပြီဆိုလို့ရှိရင်ဒီနေရာကငါနဲ့တကယ်ကိုထိုက်တန်နေဆိုတဲ့ပုံစံမျိုးနဲ့ပဲသူတို့စိတ်ထဲမှာတွေးထားပါတယ်တကယ်လေးမရရှာအောင်လှုပ်တတ်တဲ့သူတွေပါနံပါတ်9သူတို့တွေကလူစင်းတဲ့ဘဝစီနေတစ်ခုကိုရှာအောင်လို့တက်လန်းနိုင်တဲ့သူတွေပါသူတို့ကဟုတ်မြင်မှရှိရဲ့ဘဝတစ်ခုကိုမျှော်မှန်းထားရပါတယ်အဲ့ဒီဘဝမျိုးမှာနေထိုင်ရတဲ့ lifestyle မျိုးကိုသူတို့ကလိုက်လံပြီးတော့နေထိုင်တတ်ပါတယ်ဒီလိုမျိုး lifestyle နေနေသား ားကြလာတဲ့အချိန်မှာသူတို့လိုချင်တဲ့ဘဝကိုရောက်ဖို့လေပို့ပြီးတော့လွယ်ကူသွားရပါတယ်။နံပါတ်၈ပတ်စံကသူတို့စီကိုအမြဲတမ်းလာချင်နေတဲ့ဆိုတဲ့ပုံစံမျိုးကိုပဲအမြဲတမ်းပြောရပါတယ်။ပတ်စံဆိုတဲ့သဘောကသူ့ကိုချစ်တဲ့သူစီကိုပဲအမြဲတမ်းရောက်လာတတ်ပါရဲ့နော်။အရာတစ်ခုခုကိုငါတော့ထာမတက်နိုင်ဘူးဆိုတဲ့စကားမျိုးဘယ်တော့မှမပြောတတ်ပါဘူး။တစ်ချိန်ချိန်မှာတော့ဝေပြအောင်ဝေမယ်ဆိုတာမျိုးပဲပြောတတ်ပါတယ်။တကယ်လေသူ့ဘဝမှာဝေနိုင်လာတာတွေကြီးပါပဲ။နံပါတ်၉တနည်းရရမှာငင်းပယ်ခံလာရပြီးအရှုံးတွေနဲ့ရင်ဆိုင်ရပြီဆိုလို့ရှိရင်တော့သူတို့ကတအားဒီတိုင်းလက်ခံထားမှာမဟုတ်ပါဘူးနော်။ နောက်တနည်းနဲ့ထပ်ပြီးတော့ကြိုးစားဖို့အတွက်ကိုပဲစဉ်းစားထားတာပါ။ညင်ပယ်ခံလိုက်ရတဲ့အချိန်မှာနည်းနည်းတော့စိတ်ပြတ်သွားတယ်ဆိုပေမဲ့လည်းနောက်ထပ်ထပ်ပြီးတော့ကြိုးစားဖို့အတွက်ဘဝအသစ်တစ်ခုကိုထပ်ပြီးတော့စတင်ဖို့အတွက်ခွန်အားတွေပို့ပြီးတော့ရှိလာတယ်လို့ပဲခန့်စားရပါတယ်။နံပါတ်10သူတို့တွေကနေ့တနေ့ကုံဆုံးသွားတဲ့အချိန်မှာနောက်တနေ့မှာဘာတွေဆက်ပြီးတော့ကြိုးစားရအောင်မလဲ။ဘလို့နေရာမျိုးတွေမှာထပ်ပြီးတော့အနိုင်ရအောင်မလဲဆိုတာမျိုးပဲတွေ့ရပါတယ်။နောက်တနေ့အတွက်ကိုဒီနေ့ညရေကနေပြီးတော့စပြီးတော့ပြင်ဆင်ထားရပါတယ်။